အရှိအလက်ပိုင်းခရီးစဉ်အတွင်းအမေရိကန်သမ္မတထရမ့်ကဆော်ဒီအာရေဗျာကိုဒေါ်လာ142ဘီလီယံဖိုးစစ်လက်နက်တွေရောင်းချဖို့သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ထရမ့်ရဲ့ခရီးစဉ်ကဒေသတွေချမ်းသာကျွဲဝတဲ့နိုင်ငံတွေနဲ့အမေရိကန်ကြားကယင်းနှိမ့်မြုံနှံမှုမြင့်တင်ရေးသဘောတူညီမှုတွေရယူဖို့ရည်ရွယ်ထားတာပါ။ဆော်ဒီကိုမေလ23ရက်နေ့မှာထရမ့်ဆက်ရောက်ခဲ့ချိန်ဆော်ဒီအရှေ့မင်းသားကိုရိုင်လေယာဉ်ကွင်းမှာစောင့်ကြိုးပြီးဂုံပြူတပ်ဖွဲ့နဲ့ကြိုဆိုခဲ့တာဖြစ်ပါတယ်။ဆော်ဒီရဲ့မြို့တော်ရီယက်မှာ ်ထရမ်ကဆော်ဒီအရှေ့မင်းသားနဲ့လက်နက်ရောင်းဝယ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါတည်းမကပဲစုစုပေါင်းဒေါ်လာ1 trillion လောက်ထိများပြားနိုင်တဲ့နှစ်နိုင်ငံရင်းနှီးမြှုပ်နှံရေးဆိုင်ရာသဘောတူညီမှုတွေလည်းရရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိခရီးစဉ်မှာဆော်ဒီကနေတဆင်ကာတာနဲ့အာရဗ်စော်ဘွားမြတ်ပြည်တော်စု UAE နိုင်ငံတွေကိုခရီးဆက်ဖို့ထရမ်ကစီစဉ်ထားပါတယ်။ ပြီးတော့ Riyadh မြို့မှာရှိနေတဲ့အတော်တွင် Syria နိုင်ငံအပေါ် American အရေးယူပိတ်ဆို့ထားမှုတွေရုတ်သိမ်းတော့မယ်ဆိုတာကိုလည်းကြေညာသွားတာဖြစ်ပါတယ်။ Syria မှာအာနာရှင်ဘာရှာအယ်အာဆတ်အစိုးရပြုတ်ကျပြီးတော်လိုင်းရေးအစိုးရတက်ကတာဝန်ယူအုပ်ချုပ်နေတာဖြစ်ပါတယ်။လက်ရှိ Syria သမ္မတ Ahmed El-Sharaa နဲ့လည်းမေလ14ရက်နေ့မှာလူချင်းတွေ့ပြပွဲရှိနေပါတယ်ရှင်။